မင်္ဂလာပါခင်ဗျာကျွန်တော် Napjun Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီနေ့မှာတော့ကျွန်တော် Channel အရင်လေးတင်ဆက်ပေးသွားမှာကဗီဒီယိုဂိမ်းတွေထဲမှာမှအမှတ်တရတွေခြံရိုက်ခဲ့တဲ့ဂိမ်းလေးတွေအကြောင်းပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီလိုဗီဒီယိုလေးကိုအရှိအပိုင်းနေလဲတင်ဆက်ခဲ့ဘူးပြီးစိတ်ဝင်စားရင်တော့အပေါ်ညာဘက်တောင်းဝလစ်လေးမှာတွားကြည့်ရှုလိုက်ပါတယ်ခင်ဗျာအဲဒီဗီဒီယိုလေးမှာတော့ PS1 ကဂိမ်းလေးတွေကိုလုံးဝအဓိကထားတင်ဆက်လိုက်တယ်လို့ကျွန်တော်ပေါ်လာလေးကိုကြိုပြီးတော့အသိပေးသားလိုက်ပြပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အခုပဲစလိုက်အောင်နော်ကျွန်တော်ပထမဆုံးတင်ဆက်ပေးမှာတော့ Army Man ဖြစ်တယ်ပေါ့နော် 1996မှာထွက်ခဲ့တာဖြစ်ပြီးကျွန်တော်တို့အိုက်ဘက်ခစ်ကာလမက်ဒယ်အော့အော်နာဂိမ်းနေတော့မထွက်သေးတဲ့အချိန်မှာထွက်ခဲ့တဲ့အစောဆုံးအာမီဂိမ်းနေတဲ့တခုဖြစ်ခဲ့တယ်ပေါ့နော်အတကယ်ကောင်းတဲ့ဂိမ်းလည်းဖြစ်ခဲ့ပြီးစောခဲ့မှုတဲ့ပလေးယာတိုင်းအမှတ်တရရှိမှတေးကြရဲပေါ့နော်အဲအဓိကအားဖြင့်တော့ plastic စစ်သားရုပ်လေးတွေအသက်ဝင်လာပြီးစစ်ပွဲစတိုင်းကစားရတာကို fire ရတာဖြစ်ပြီးအယောင်နေနဲ့ခွဲရတာဖြစ်တယ်ပေါ့နော် အဲ့ကလေးရွယ်တော့ကျွန်တော်တို့တကယ်ကစားခဲ့ရတယ်ပလတ်စတစ်အယုတ်လေးတွေမှုတ်လို့လဲကျွန်တော်တို့ ਨੇ ပူပြီးသဘောကျစေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ခဲ့ပြီးအဲ့ခဲအဲ့ကာလမှာတော့တခြားခိုင်းနေနဲ့စစ်ပွဲခိုင်းနေနဲ့မတူပဲသူကဒဲ့သွားလို့ရတာမဟုတ်ပဲနည်းနည်းခတ်ပြီးနီးပြူဘာဘိုင်းဆိုင်ရာအရာကိုလဲကြိုတွေးပြီးဆော့ရတယ်ဂိမ်းလေးတော့ဖြစ်တယ်ပေါ့နော်အဲ့ဟိုဘက်နဲ့ဒီဘက်2 player မဟုတ်လဲ fight လို့ရပြီအဲ့ဒါဆိုရင်တော့ split screen နဲ့ fight ရမှာဖြစ်တယ်ပေါ့နော်အဲ့ပြီးရင်အလန်ယူနိုင်တဲ့အတင်းကအနိုင်ရရှိမှာဖြစ်ပြီးအဲ့အကြောင်းအလန်ခိုးတယ်အလန်ခိုးတယ်ဆိုပြီးကျွန်တော်နောက်ပြောကြတဲ့ Tokyo ပေါ်လာသေးတဲ့ဂိမ်းနဲ့ဖြစ်တယ်ပေါ့နော် အပြင်ကစားခဲ့ရတဲ့ player တိုင်းအမှတ်တရရှိမယ်လို့ထင်ခဲ့ရတဲ့ game ဖြစ်ပြီးအဲ့လိုလေချန်ခဲ့ဖို့ကလမ်းပြန်ထွက်နေအောင်ကောင်းနေဖို့မလိုပဲကိုယ်အလုပ်ကိုကောင်းကောင်းကန်းကန်းနဲ့မှန်အောင်လုပ်ဖို့ပဲလိုတာဆိုတာကိုပြသွားတဲ့ game လေးလည်းဖြစ်တယ်ပေါ့နော် ျွန်တော်ဒုတိယတင်ဆက်ပေးမယ့်ခင်ရတော့ Crash Bandicoot လို့သိကြတယ်။မြေခွေးလမ်းလျှောက်ဖြစ်တယ်ပေါ့နော်။အမြေခွေးလမ်းလျှောက်ကလည်း1996မှာထွက်ခဲ့တာဖြစ်ပြီး Naughty Dog နဲ့ Sony ကတာဝန်ယူထုတ်ခဲ့တဲ့ဂိမ်းလေးဖြစ်တယ်ပေါ့နော်။အဲ့ AKI ကလာမှာ Nintendo မှာ Mario, Sonic, Kirby တို့လိုလက်ကောင်တွေ mascot တွေရှိနေပြီဖြစ်ပေမဲ့ Sony မှာတော့အဲ့လိုလက်ကောင်ရုပ်မရှိသေးတဲ့အတွက်အဲ့ဒါကိုရည်ရွယ်ပြီးတော့ရေးဆွဲခဲ့တဲ့ဂိမ်းလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်။ အတော်တော့ crash အနေနဲ့ဘေးလိုက်သွားတဲ့ session တွေတဲ့တဲ့သွားတဲ့ session တွေလည်းပါအောင်မှာဖြစ်တယ်လို့ Pepsi Man လို့မျိုးပေါ့နော်အန်ရယ်တစ်ခုကနောက်ကနေအများနဲ့လိုက်တာလို့ပြေးနေရတဲ့ machine တွေလည်းပါအောင်မှာဖြစ်တယ်ပေါ့နော်အဲ့ PS1 ခင်မှာပေါ့နော် crash ကိုထိန်းချုပ်ရတာကတကယ်ကောင်းမွန်မီရွေရှားလို့ကောင်းတာကတိတာခဲ့တဲ့အရာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပြီးပြည့်စုံတာတော့မဟုတ်ပဲနောက်ပိုင်းလမ်းလျှောက်နံပါတ်တွေမြေခွေးကားမောင်းကိန်းတွေထွက်ထွက်လာသလိုကစားရတာလည်းပူချောမွေလာတာဖြစ်ပေမဲ့ဒီ1996 crash bandicoot ကအရာအလုံးကိုစတင်ပေးခဲ့တဲ့အရာမဟုတ်လို့လဲ တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်ဂိမ်းလေးကတွန်ဝမ်ဂျယ်ရီဂိမ်းဖြစ်တယ်ဗောနော်အဲ PS5 ရဲ့2000ခေတ်ကာလတွေမှာလူဇလန်းနေတာမကဒီလိုကာတွန်းကားတွေပါအကုန်ဂိမ်းထုတ်တဲ့ကာလဖြစ်ခဲ့ပြီအဲ့ဒါတွန်ဝမ်ဂျယ်ရီကလည်းအပါအဝင်ဖြစ်ခဲ့ရဗောနော် ကျွန်တော်အပေါ်မှာပြောခဲ့တယ်လို့ပဲအရာအားလုံးကလမ်းပြန်ထွက်နေအောင်ကောင်းတာမဟုတ်ပဲကိုလုတ်เสียရှိတာလုတ်သွားရအမှတ်တရခြံခဲ့တဲ့ဂိမ်းဖြစ်နိုင်တဲ့ခစ်ဖြစ်ပြီးတွန်ဂျယ်ရီယာလည်းအဲ့ဒါပဲဖြစ်တယ်ပေါ့နော်အဲဝမ်ပလေးယာပဲဖြစ်ဖြစ်ဒူပလေးယာပဲဖြစ်ဖြစ်ကစားရင်ပျော်စရာကောင်းနေတာဖြစ်ပြီးပေါ့လားအဲ့အိမ်ကြီးထဲမှာထောင်ချောက်တွေစင်နာရတာကဒီဒီအဓိကဂိမ်းပလေးဖြစ်တယ်ပေါ့နော်အဲ့အဲ့ရန်သူလာလို့ကျွန်တော်ဖတ်စစ်နာတယ်ထောင်ချောက်တွေနင်းမိရင်တော့ဒီကာတွန်းကားတွေကစတိုင်လေးနာမှာဖြစ်ပြီးအဲ့ဒါအကြီးရတဲ့အချက်ဖြစ်တယ်ပေါ့နော် အဲ့ပြီးဝမ်ပလီယာမဟုတ်မှာဆိုရင်တော့ဒီစက်ရုပ်ကြောင်နဲ့ဖိုက်ရမှာဖြစ်ပြီး AI ကအိုက်ခက်အိုက်ကာလာကနည်းနည်းခတ်တယ်လို့ပြောလို့ရတဲ့အတွက်ရင်ခုန်စရာကောင်းခဲ့တယ်ပေါ့နော်ကျွန်တော်နောက်ဆုံးကမ်းဖြစ်တဲ့ player 1နဲ့ player 2တွန်နဲ့ Jerry နဲ့ပေါင်းပြီးတော့ဒီကြောင်စက်ရုပ်ကိုဖိုက်ရတဲ့အပိုင်းကလည်းအမှတ်ရစရာဖြစ်ခဲ့ပြီးအိုက်ခက်အိုက်ကာလာမှာကလေးတွေအနေနဲ့ကစားရတဲ့ဂိမ်းတွေထဲမှာတော့ပြောဖို့အကောင်းဆုံးတစ်ခုမဟုတ်လို့လည်းတိဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့်ဂိမ်းလေးက Hercules ပေါ့နော်။အဒီဂိမ်းလေးကလည်း1999မှာ Disney ကထုတ်ခဲ့တဲ့ platform မှာဖြစ်ပြီးအခုချိန်ထိပေါ့နော် Disney ကတရားဝင်ထုတ်ထားတဲ့ဂိမ်းတွေထဲမှာသမိုင်းဝင်ဂိမ်းဖြစ်သတ်မှတ်ခံနေရတဲ့ဂိမ်းလေးဖြစ်တယ်ပေါ့နော်။အကစားကူတဲ့ပေါ်တာတိုင်းဒီဂိမ်းကကောင်းတယ်ဒါအမှန်ဖြစ်တယ်ဆိုတာကိုသိမှဖြစ်ပြီးတကယ် animated ကာတွန်းတွေကဇလန်း series ဇလန်းတွေက plot ကိုပဲကျွန်တော်တို့က Hercules နေရာဆက်ဆော့ရတာဖြစ်တယ်ပေါ့နော်အဲဒါမှလွဲတာတော့မဟုတ်ပဲအစ level ကနေစပြီးဒီ ျော်ဖို့ကောင်းတယ်ခတ်တယ် boss တရားဘောရာကို heavy ညိုက်မှာဖြစ်ပြီး level design ကလည်းတစ်ခုနဲ့တစ်ခုလုံးဝကွဲပြားခြားနားနေတယ်ဆိုတာကစားမှုရဲ့ player တိုင်းမမိမှာဖြစ်တယ်ဗောနော်အဲ animation နဲ့ art style ကလည်း AK AK ကာလာမှာဆိုရင် cartoon ကားတိုင်းဖြစ်ပြီးတော့ဒီ PS1 မှာဆိုမလွယ်တဲ့အရာဖြစ်တယ်ဗောနော်အဲပြီးရင် music နဲ့ voice actor တွေကလည်း cartoon ကားတွေရတိုင်းလူအစ်စ်တွေပြန်သုံးထားတယ်လို့သိရတယ်ဗောနော် မဲ့အဲ့ကာလမှာတော့ကျွန်တော်တို့ကငယ်သေးတဲ့အတွက်အရာတွေကိုတီလို့စော့တာမဟုတ်ပဲစော့ကောင်းလို့လားဆက်စော့ခဲ့တာဖြစ်ပြီးတခြားအရာတွေကပါပဲမဲ့အပူသဘောတာဖြစ်ပြီးတကယ် gameplay တီးတန့်ကိုကြည့်ရင်တော့မှ heavy might တဲ့ game မဟုတ်လို့လဲတက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ထပ်ထည့်သက်ပေးမယ့် game လေးနှစ်ခုကတော့ဒီ Twin Story နဲ့ Small Soldiers ဆိုပေါ့နော်အင်းငငယ်တော့ဟာအခုလိုဒီ animation cartoon ကတွေဟာအကောင်းဆုံးကာလကိုရောက်ဖို့အတွက်တာထွက်ခါစားကာလဖြစ်နေပြီ။အဲ့ကာလမှာပဲကျွန်တော် small soldier ရော twin story ရောကြီးခွင့်ရခဲ့တယ်ပေါ့နော်။အဲ့ကလေးတွေအနေနဲ့ပြောရရင်အဲ့ထက်ကံကောင်းပြီးအဲ့ စလန်းနှစ်ခုလုံးက PS1 မှာ game ဖြစ်သွားတဲ့အခါမှာလည်းတကယ်လို့နှစ်ခုလုံးက offline နေမဟုတ်ပဲနဲ့ကစားလို့ကောင်းခဲ့ရပေါ့နော်ဥပမာ Toy Story 2မှာဆိုရင်ပိုတိတာတာဖြစ်ပြီးကျွန်တော်တို့က best အနေနဲ့ကစားရတာကအခုလို့ကောင်းလွန်းလို့ PS5 မှာတော့မှာ2022မှာ remake ပြန်ထုတ်ပေးတာသေးရပေါ့နော်အဲ့ဒါမဲ့ Small Soldier ကတော့အဲ့လိုသွားတာမဟုတ်ပဲဒီ Commando နဲ့ Gorgon Knight တွေနဲ့ fight ရတဲ့ game မှာမှာကျွန်တော်တို့က Gorgon Knight တွေရဲ့ကဘာအထိရောက်သွားပြီအဲ့မှာမှာပြန်လဲပြီးတော့ရန်သူတွေကို fight ဖို့ကြိုးစားနေတဲ့ကစားရတဲ့ game ဖြစ်တယ်ပေါ့နော် ကျွန်တော်ကိုရိုင်းဇလန်းတွေကိုမှတ်မိတော့တလို့အရာရာကိုမသိတော့ပဲမဲ့ကျွန်တော်တို့မှတ်ညံတဲ့မှာဒီဂိမ်းတွေကစားနေကြတော့ပျော်ခဲ့ရတယ်ဆိုတော့အတိညာကိုခြံပေးတာဖြစ်ပြီးအဲ့လိုမျိုးကျွန်တော်နဲ့အတူတူခံစားခဲ့တဲ့ပေါ်တာတွေရှိရမယ်ထင်လို့ဒီဂိမ်းတစ်ခုကိုလည်းထည့်သွင်းဖော်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်တော့ဒီနေ့မှကျွန်တော် channel လေးကနေ PS5 မှာမှအမှတ်တရတွေခြံခဲ့တဲ့ဂိမ်းလေးတွေအကြောင်းကိုဒီဗီဒီယိုလေးနဲ့တိဆက်ခဲ့ပြီးသွားပြီထင်ပါတယ်ခင်ဗျာအဲ့တော့လေ့ကျင့်ကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာဘာသာပြန်တဲ့နေရာမှာလောဝါတာလွဲဝါတာအမှားပါဝါတာလေးရှိနေတယ်ဒေါ်လာကြီးထားပြီးနားလည်ပေးသင့်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရစေနော် channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကအများကြီးထောက်ကူပြုပါတယ်ခင်ဗျာနောက်အပတ်စဉ်တိုင်းဗီဒီယို၄၅ခုတိဆက်သွားဖို့ကြိုးစားနေပြီကြည့်ရှုပေးနေကြတဲ့ပေါ်လာတွေအားလုံးကိုလည်း happy ကျေးဇူးတင်ပါတယ်ခင်ဗျာ now gaming content လေးတွေနဲ့တူကြောပြလာခဲ့ပါဦးခင်ဗျာ peace